င်္ဂလာပါရှင်။တောင်လင်ထိုင်းရဲ့မတ်လ23ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြမ္မာယုံကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ညင်းညက်ကကွယ်ရေးတပ်ဖွဲ့ကထိပ်ပိုင်းကောင်းဆောင်တို့ပြစ်တက်ခံရတဲ့သတင်း။လောင်းလုံးကတပ်စခန်းကိုတိုက်ခိုက်ခံရလို့စစ်တပ်ဘုံကျဲခဲ့တဲ့သတင်းတွေအပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ရေနံနဲ့သဘာဝတံငွေလုံငန်းတံခတ်ပိတ်ဆို့ခံရတဲ့သတင်းနဲ့တနိုင်ငံလုံးစက်မှုလေယာစနစ်ကြလည်မြေဖော်ဆောင်မယ်လို့စစ်ကောင်ဆောင်ကြွေးကြော်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အခွန်ထက်တိုးကောင်းမဲ့ထရန်ကြောင့်ကုန်သွယ်ရေးစစ်ပွဲအရှိန်ပိုမြင့်လာတဲ့သတင်းအလုံးအတွက်တောင်ဝင်ခံမယ်လို့ဖန်စီခံဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီပြောလိုက်တဲ့သတင်းတွေဖြင့်အာနာသိန်းကာလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ စစ်ကောင်စီဩစာခံဌာနေပြည်သူ့စစ်အဖွဲ့တပွဲဖြစ်တဲ့မွန်ငင်းချန်းကာကိုရေးတပ်ဖွဲ့ရဲ့ကော့တုံဌာနချုပ်ခေါင်းဆောင်နိုင်အိုင်ချန်းတနက်နေ့ပြစ်ဒဏ်ခံရတာကြောင့်တေဆုံးသွားခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကနေသိရပါဗျ။မက်လာ73ရက်နေ့မနက်ရှင်းနာရီအချိန်ခန့်ကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကော်ဘင်းကျေးရွာကနေကိုရက်ဝယ်ပြီးကော့တုံကျေးရွာဘက်ကိုတဦးတည်းကားနဲ့ပြန်လာတဲ့နိုင်အိုင်ချန်ကိုလက်နက်ကင်အဖွဲ့တခုကဇီးပြူကုံကျေးရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်နိုင်အိုင်ချန်ဟာဦးကောင်းကြည်နဲ့ခန္ဓာကိုယ်အနှံကြည်ဖောင်းဝင်တံရရီရရှိခဲ့ပြီးအခင်းဖြစ်ရာနေရာမှာပဲတည်ဆုံးခဲ့တာဖြစ်ပါတယ်။လက်နက်ကောင်အဖွဲ့ဟာနိုင်အိုင်ချန်ကိုပြစ်တက်ပြီးနောက်မွန်ငင်းချန်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ကော့တုံဌာနချုပ်ကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ကော့တုံဌာနချုပ်မှာလုံခြုံရေးယူနေတဲ့နိုင်အိုင်ချန်ရဲ့တပည့်ဖြစ်သူဖိုးတုတ်တည်ဆုံးသွားတယ်လို့ပြောဆိုခဲ့ပေမဲ့ဒီဖြစ်စဉ်ပေါ်တန်လွင် time အနေနဲ့အတိအကျအတည်ပြုနိုင်တာမရှိသေးပါဘူး။တနန်းနယ်ပြစ်တက်ခံလိုက်ရတဲ့နိုင်အိုင်ချန်ဟာမွန်ငင်း ချမ်းကာကွယ်ရေးတပ်မွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်တူဖြစ်ပြီးစစ်ကောင်စီတပ်အတွက်တရင်ထောက်လန်းတာ၊မှုရဲစေဝါဖျံဖြူတာ၊လောင်ကစားဝိုင်းတွေဦးဆောင်ဖွင့်လှစ်နေသူဖြစ်တယ်လို့ဆိုကြပါတယ်။နိုင်ချမ်းပြစ်တက်ခံရတဲ့ကော်ဘိန်းဒေတာဟာမွန်ပြည်သက်ပါတီဆင်အာနာရှင်တိုက်ဖြတ်ရေးဖွဲ့ NMSBAD မွန်ပြည်လူမျိုးရေးတပ်တော် MLA တို့စစ်ရေးလှုပ်ရှားနေတဲ့ဒေတာလည်းဖြစ်ပါတယ်။နိုင်ချမ်းပြစ်တက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးမွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ပြောခွင့်ရဗိုလ်မှူးကြီးနိုင်ချမ်းဝလီထံတန်လွင်ထိုင်းကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။မွန်ပြည်သက်ပါတီကနေခွဲထွက်လာတဲ့မွန်ငင်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ2010ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာအရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံလက်နက်ချအလင်းဝင်လာခဲ့တာပါ။အဒီနောက်စစ်တပ်အနာသိမ်းထားတဲ့2022ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာစစ်ကောင်စီတပ်နဲ့လက်တွဲကဌာနေပြည်သူ့စစ်ဖြစ်ရပ်တည်သွားမယ်လို့တရားဝင်ကြေညာထားပါတယ်။ တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ဆန်လန်းကျေးရွာအနီးရှိလက်ခတ်တောင်တာဝါတိုင်းဂုံစခန်းနဲ့မောင်းမကန်ရဲစခန်းတို့ဝင်ရောက်တိုက်ခတ်ခံရတာကြောင့်စစ်ကောင်စီတပ်ကလေရင်နဲ့လာရောက်ပုံကျဲသွားတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေထံကနေသိရပါဗျ။ စစ်ကောင်စီရဲ့လက်ခတ်တောင်တာဝါတိုင်းဂုံစခန်းနဲ့မောင်းမကန်ရဲစခန်းတို့ကိုမတ်လ23ရက်နေ့မနက်ပိုင်းမှာတော်လိုင်းရင်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းတည်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တာပါလက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကမနက်7:00နာရီအချိန်ခန့်မှာလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်၊နေ့လယ်12:00နာရီလောက်မှာလေရင်နဲ့ဘုံးကျဲတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ်မောင်မကန်ရဲစခန်းတိုက်ပွဲမှာတော့ဆန်လန်းကျေးရွာအနီးပင်လယ်ပြင်မှာရပ်ထားတဲ့စစ်သင်္ဘောကနေလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တာဝန်ရှိသူတွေကတလွင်ထမ်းဖို့ပြောပါတယ်။လောင်လုံးတိုက်ပွဲအတွင်းအရဲသားပြည်သူတို့အထိမှန်တန်ရာရရှိထားကြောင်းသိရပေမဲ့အရေးအတွက်ကိုတော့တလွင်ထမ်းကဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးနှစ်ဖက်တိုက်ပွဲကတော့ညနေ3:00ရဲ့အချိန်ခန့်မှာတနက်တန်တွေရန်နာသွားတယ်လို့ဒေသခံတွေကပြောကြပါတယ်။ လောင်းလုံးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလက်ရှိအချိန်ထိတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကလည်းလောင်းလုံးမြို့ပေါ်ရှိစာယာဖာထွေအုံနယ်ရဲစခန်းတို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မံတေဆုံးထားပါတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1500တရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1500တရက်အတွင်းအကြမ်းဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6400ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2812ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6980ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီရင်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးစောင့်ရှောက်ရေးအသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံမြမရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG အပေါ်ဆွစ်ဇာလန်နိုင်ငံရဲ့တံခတ်ပိတ်ဆို့မှုကို Justice for Myanmar ကကြိုဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အနာတိုင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြမရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG အပေါ်ဆွစ်ဇာလန်နိုင်ငံရဲ့တံခတ်ပိတ်ဆို့မှုတွေကို Justice for Myanmar GFN ကကြိုဆိုတယ်လို့ထုတ်ပြန်ကြေညာပါတယ်။အဲ့ဒီတံခတ်ပိတ်ဆို့မှုတွေဟာ2022ခုနှစ်ဖေဖော်ဝါရီလနေ့မှာ MOG အပေါ်ဥရောပသမဂ္ဂ EU ကတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးနောက်မှာလိုက်ပါလှုံ့ဆော်လိုက်တာလို့ Max 7ရက်နေ့ကြီးညာချက်မှာဖော်ပြပါတယ်။ MOG ရဲ့ပေါ်အခုလိုတန်ခတ်ပိတ်ဆို့မှုတွေဟာမြန်မာပြည်သူတွေအပေါ်ကျွလွန်နေတဲ့အကြမ်းဖက်ချစ်စင်ရေးအတွက်ဘဏ္ဍာငွေဖြည့်တင်းဖို့ရေနံတဲ့သဘောတံဝေးကဏ္ဍကနေဘဏ္ဍာငွေရှာဖွေရရှိနေနိုင်တဲ့စေုပ်စုရဲ့ကဲပေါက်တစ်ခုကိုပိတ်ပင်ရမှာအရေးပါလာတယ်လို့ GFN ကဆိုပါတယ်။စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနစီးရင်တွေအရမြန်မာသဘောတံဝေးတင်းဖို့မှုမှာ ပြီးခဲ့တဲ့2023 2024ဘဏ္ဍာနှစ်ဧပြီလကနေဇွန်လအထိ3လအတွင်းမှာတင်အမေရိကန်ဒေါ်လာ841.8တန်းရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်ရင်းနှီးတဲ့သဘောအတန်းဝေကဏ္ဍဟာစျေးုပ်စုအတွက်နိုင်ငံခြားငွေနဲ့အခွန်ဝင်ငွေအများဆုံးရှာဖွေပေးနေတဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီဝင်ငွေတွေကိုစျေးုပ်စုကနိုင်ငံတကာရာဆွေးမှုတွေမြောက်တဲ့ရက်သားပြည်သူတွေအပေါ်ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နိုင်ဖို့ဆက်လက်နက်တွေနဲ့လေယာဉ်စီတွေဝယ်ယူရမှာအသုံးပြုနေတာပါ။ ဒါကြောင့်ကနေဒါ UK နဲ့ Australia နိုင်ငံတို့ကလည်းဆွစ်ဇာလန်ရဲ့လမ်းကြောင်းတိုက်လိုက်ပါပြီး MOG အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေအလျင်အမြန်လှုပ်ဆောင်ဖို့ Justice for Myanmar ကတိုက်တွန်းတောင်းဆိုထားပါသည်စေကောင်းဆောင်ကစက်မှုလေယာစနစ်ကြလဲမြေဖော်ဆောင်မယ်လို့ပြောနေပေမဲ့စက်ပစ္စည်းနဲ့စက်သုံးစီတွေမတရားစည်းကြီးနေတာကြောင့်စက်မှုလေယာစနစ်သွားဖို့ဆိုတာဟာရဲစရာဟာသားတစ်ခုသာဖြစ်တယ်လို့တောင်သူတွေကဝေဖန်လိုက်ပါတယ်။ဒီအကြောင်းကိုတော့အင်မီယန်ကတင်ဆက်ပေးထားပါတယ်။ အာနာသိမှုကြောင့်ဘက်ဘကကျဆင်းနေတဲ့လေယာကဏ္ဍကိုတနင်္ဂနွေလုံးတိုင်းတားရဆမှုလေယာစနစ်ကျလဲမြေပေါ်ဆောင်သွားမယ်လို့စစ်ကောင်းဆောင်ကကြွေးကြော်လိုက်ပါတယ်။မက်လာ၁၂ရက်နေ့ကနေပြီးတော့ဇေယသီရိမြို့နယ်တနင်းအင်းကြီးရွာအုပ်စု ပင်လောင်းလန်းစုံဤရှိဆမှုလေယာစနစ်ကျလဲမြေပေါ်ထုတ်ခြင်းစီမံကိန်းအားတွားရောက်ကြည့်ရှုစဉ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်နိုင်ကပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်ကဆမှုလေယာစနစ်ကျလဲမြေပေါ်ထုတ်ခြင်းဟာ အရင်းအီးကြီးမားတဲ့လုပ်ငန်းရပ်တစ်ခုဖြစ်ပေမဲ့အကျိုးမြတ်များတဲ့ပြင်တူးချင်းစီနဲ့နိုင်ငံတော်အတွက်ပါအကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်စက်မှုလေယာစနစ်ကျလဲမီဖို့ထုတ်ခြင်းကိုလုပ်ငန်းဆွမ်းဆောင်ရေးမြင့်တင်ဆောင်ရွက်ဖို့နဲ့တနိုင်ကလုံးတိုင်းတာနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။တောင်သူတူးကတော့စက်မှုလေယာစနစ်ကျင့်သုံးဖို့အတွက်ဆိုရင်ဆက်ပစ္စည်းတွေပြင်ဆက်သုံးစီတွေကလည်းမတရားဈေးကြီးနေတာကြောင့် တွက်ချီမကိုက်သလိုစက်ပစ္စည်းစင်းလုံးစမတန်းမြင့်နေခြင်းမှာစက်မှုလေယာစနစ်သွားဖို့ပြောဆိုတာဟာရေစရာဟာတတခုသာဖြစ်တယ်လို့ဝေဖန်ပါတယ်ကျွန်တော်တို့ဒီမှာစက်မှုလေယာပေါ်ဖို့ဘာမှလည်းမရှိဘူးနောက်ပြီးစက်တီကသူများနိုင်ငံမှာမတုံးတော့လို့စိုးပစ်ထားတဲ့ဒီရောင်းရည်စက်မှုလေယာလို့ပေါ်နေတာလို့ပဲကျွန်တော်နောက်ပြီးစက်တီရောက်လာကြရင်လည်းအဲ့ဒီစက်တီရဲ့ဂုံမှုစီရတယ်စီရမတရားဘယ်လိုမှတက်ပြမကဲဆရာကျစီဝါရဲစိတ်ပိုင်းကြီးမယ်ဆိုပြန်တော့လေအဲ့ဒီ စပ်ပစ္စည်းအပေါ်ပစ္စည်းတွေမိုးကြီးကိုခောင်းလာကျွန်တော်တို့ဘာမှမပြောသင့်ဘူးလူတွေဒီလူကြီးတွေပြောတကားဟုတ်ဒီစရာဟာသာတူတော့ကျွန်တော်သတ်မှတ်လာလို့ဒါအပြင်စစ်ကောင်းဆောင်ကစက်မှုလေရစနစ်သွားဖို့ပြောနေပြီမဲ့စက်ရနာလဲပတ်ဖို့အတွက်တောင်း73စီမကြာခဏဆိုသလိုပြက်လက်မှုရှိတဲ့ပြင် အောက်ခြေကတောင်သူတွေရဲ့မြေပြင်ချင်းတွေကိုမသိပဲပြောဆိုတာဟာလက်တွေ့မကြဘူးလို့သူကဆက်ပြောပါတယ် တောင်သူတို့ကလည်းဆက်မှုလေယာစနစ်ကိုသွားဖို့တောင်သူတွေလေးနဲ့စပားစည်းကောင်းမရတာကြောင့်ဆက်တွေတောင်မွေးနိုင်သလိုဆက်မှုလေယာစနစ်အောင်မြင်အောင်လှုပ်ဆောင်ဖို့အတွက်ဆိုရင်အစ်စ်လေးများကြီးလိုအပ်တယ်လို့ပြောပါတယ်။ကျွန်တော်တို့ဒီမှာကဆက်မှုလေယာဟိုဟိုစနစ်စနစ်ကအောင်မြင်ဖို့ဆိုတော့အစ်စ်လေးညီလေးပါတော့နော်။ကျွန်တော်ဒီကတောင်သူတွေကဒီလိုစပားစည်းနေတဲ့အရာလေးထွန်ရက်ဖို့ရိတ်ချွေဖို့တွေကဆက်ပြီးတော့မွေးနိုင်တာကြီးပဲ။ နောက်ပြီးတော့နောက်ကျွန်တော်ဒီသမှုလေရစနေနေ့တွားဖို့ဆိုတာဒီအဆင့်ကြီးအများကြီးတွားမစင်တော့ကျွန်တော်မြေတွေကဟိုစနေပြလေရမြေတွေအဆင့်ကြီးလေရမြေတွေလေရမှာကုန်ထုတ်လမ်းတွေအဲ့လိုပေါ့ဟိုရှိဖို့လိုအပ်တာပေါ့အဲ့လိုရှိမှပဲဟိုသမှုလေလေရစနေကအတိအကျအောင်မြင်နိုင်မှာပေါ့လက်ရှိချင်းနေရစမှုလေရစနစ်ကိုတွားဖို့အတွက်ကုန်ကြစီအစမတန်ကြီးမြင့်နေတာနိုင်ငံရေးချင်းတွေကြောင့်အရင်လို့ စိုက်ပျိုးလို့မရတာပြင်ဆက်ရနေရသုံးပြုနိုင်တဲ့ကျွမ်းကျင်လူသားရှားပါလာတာကြောင့်လဲစက်မှုလေယာစနစ်ကအဆင်ပြေမှာမဟုတ်ဘူးလို့တောင်သူတွေက ပြောကြပါတယ်စစ်ကောင်စီကစက်မှုလေယာစနစ်ကိုသွားဖို့ပြောဆိုနေပေမဲ့တောင်သူအလုံးနီးပါးဟာဆိုရင်စစ်တပ်အာဏာသိမ်းပြီးနောက်တွင်းအားစုအစမတန်း မြင့်တက်တာအထွေထွေကုန်ကျစရိတ်မြင့်တက်တာအပြင်လူသားရှားပါမှုဒဏ်တွေကိုပါခံနေရပါတယ်မြန်မာနိုင်ငံဟာစပားဆိုင်ပြူဧကအနေနဲ့ဧကပေါင်း15တန်းဝန်းကျင်ရှိပြီးနှစ်စဉ်စံတန်ချိန်14တန်းနီးပါးထွက်ရှိနေရလို့စစ်ကောင်စီဆိုင်ပြူဦးစီးဌာနရဲ့ချက်လက်တွေကသိရပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင် အခွန်ထက်တိုးကောင်းမဲ့ထရန်ကြောင့်ကုံသွယ်ရေးစစ်ပွဲအရှိန်ပိုမြင့်လာပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြပြပေးထားပါတယ်။အမေရိကန်တို့ဝင်ရောက်လာတဲ့တပ်မင်းနဲ့တန်တပ်တူတွေအပေါ်သွင်းကုန်အခွန်တွေကောင်းမယ်လို့သမ္မတဒေါ်နယ်ထရန်ကကြေညာခဲ့ပြီးတဲ့နောက်ဥရောပသမဂ္ဂ EU နဲ့ကနေဒါတို့ကလက်တုပ်ပြန်မှုတွေရှိခဲ့ပေမဲ့အခွန်တွေထက်တိုးကောင်းမယ်လို့သမ္မတထရန်ကကြွေးကြော်လာပြန်ပါတယ်။ တုတ်ပြည့်ရေးအစီအစဉ်တွေအနေနဲ့ရှေးလာမှာကဘာတဝန်းရှိနိုင်ငံတွေကိုအခွန်တွေထပ်မံကောက်ခံအောင်မှဖြစ်တယ်လို့ထရန့်ကပြောကြားထားပါတယ်။အမေရိကန်အပါအဝင်ကဘာတဝန်းကနိုင်ငံတွေမှာစီးပွားရေးနဲ့စားသုံးသူတွေအပေါ်ရိုက်ခတ်မှုနဲ့ပတ်သက်လို့စိုးရိမ်မှုတွေထွက်ပေါ်နေစဉ်ဗန်ဒါယီစည်းကွက်တွေကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်သို့ဝင်ရောက်လာတဲ့တပ်မဏိတွေနဲ့တန်တက်တူတွေကိုအခု25ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်းထရန့်ကမက်ချ်လာ12ရက်နေ့မှာကြေညာခဲ့တာပါတရုတ်သွင်းငုံပစ္စည်းတွေအပေါ်မှာလည်းအခု20ရာခိုင်နှုန်းကောက်ခံမှာဖြစ်တယ်လို့ထရန့်ကကြေညာထားပါတယ်တရုတ်ကအမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲအပါအဝင်ဘလို့စစ်ပွဲမျိုးကိုမဆိုအဆုံးထိတိုက်ခိုက်သွားမယ်လို့ပြောထားပေမဲ့ထရန့်ကအခွန်တိုးခေါက်ခဲ့တာဖြစ်ပါတယ် ထရန့်ရဲ့အခွန်တိုးကောက်မှုကို EU နဲ့ကနေဒါကတုံ့ပြန်ထားပေမဲ့အမေရိကန်တို့တတူအထိကပို့နေတဲ့ဗြိတိန်၊ဩစတြေးလျ၊မက္ကဆီကိုနဲ့ဘရာဇီးလိုအပါအဝင်တခြားနိုင်ငံတွေကတော့လက်တုံ့ပြန်မှုမရှိသေးပါဘူး။မတ်လ23ရက်နေ့ကစတင်ပြီးအမေရိကန်ကုန်ပစ္စည်းတွေအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ကနေဒါကကြေညာထားပါတယ်။ EU ကလည်းအမေရိကန်ကုန်ပစ္စည်းတွေအပေါ်ဧပြီလ1ရက်နေ့ကစတင်ပြီးအခွန်တိုးကောက်သွားမယ်လို့ကြေညာထားပါတယ်။ အခွန်တွေဟာစီးပွားရေးလုပ်ငန်းတွေအတွက်မကောင်းပဲစားသုံးသူတွေအတွက်ပိုဆိုးတယ်လို့ EU ဥက္ကဋ္ဌဘွန်နာလီယန်ကပြောကြားပါတယ်။ Trump ကရေရှည်အတွက်အမေရိကန်မှာတမနီနဲ့ဒဏ်သက်သူထုတ်လုပ်မှုမြင့်တင်ရေးရည်ရွယ်ချက်နဲ့အခုလိုလှုံ့ဆော်နေတာဖြစ်ပါတယ်။အလုံးတွဲတောင်ဝင်ခံပဲလို့ဖန်စီခန့်ဖိလစ်ပိုင်တမရဟောင်းဒူတာတီကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။မွေးရေးဆေးဝါးနှိမ်နင်းမှုတွေနဲ့ပတ်သက်လို့ဖိလစ်ပိုင်တမရဟောင်းရိုဒရီကိုဒူတာတီကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကမတ်စနေ့ရက်မှာဖမ်းဆီးလိုက်ပြီးတဲ့နောက်တမနာဟောင်းကသူ့အနေနဲ့တာဝန်ခံဖို့ကြိုတင်ပြင်ဆင်ထားတယ်လို့ပြောကြားလိုက်ပါတယ်။လူထောင်နဲ့ချီတပ်ဖြတ်ခံခဲ့ရတယ်လို့လူခွေရေးဖွဲ့တွေပြောထားတဲ့သူ့ရဲ့မွေးစေဝါနှင်းနှင်းခဲ့မှုကြောင့် ICC ကဒူတာတေးကိုတဲမဟုတ်တဲ့ပူရဲကျူးလွန်သူအနေနဲ့လူသက်မှုနဲ့ဆွဲချက်တင်ဖို့ပြင်ဆင်နေပါတယ်။ဥပဒေစည်းကြေးဌာနနဲ့စစ်တပ်ကိုဥဆောင်ခဲ့တာကသူသားလင်းဖြစ်တဲ့အကြောင်း အားလုံးကိုကာကွယ်ပေးပြီးအားလုံးအတွက်တာဝန်ခံမယ်လို့ပြောဆိုခဲ့တဲ့အကြောင်းဒူတာတီးကသူ့ရဲ့ Facebook စာမျက်နှာနဲ့အကြံပေးရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ဗီဒီယိုဖိုင်မှာပြောဆိုထားပါသည်။အဲ့ဒါကကျွန်တော်လုပ်ပဲကျွန်တော်တာဝန်ခံတယ်လို့ရဲနဲ့စစ်တပ်ကိုကျွန်တော်ပြောခဲ့ပါတဲ့အကြောင်းတဟိတ်မြို့အခြေစိုက် ICC တို့ပို့ဆောင်ခံခဲ့ရတဲ့အာရှတပ်ရဲ့ပထမဆုံးနိုင်ငံခေါင်းဆောင်ဟောင်းကပြောကြားလိုက်တာပါ။ရူတာတန်မြို့သို့ပေါ်ပလီကလေယာဉ်နဲ့ဆက်ရောက်လာခဲ့ပြီးတဲ့နောက်အသက်89နှစ်အရွယ်ဒူတာတေးကို တရားရုံးအချုပ်ခန်းမှာဖမ်းဆီးထားတယ်လို့သူရဲ့ပြောဆိုခွင့်ရှိသူတူကအတည်ပြုထားပါတယ်ဒူတာတေးကိုတင်ဆောင်လာတယ်လို့ယုံကြည်ရတဲ့ကာတစီတဟိတ်မြို့မှာရှိတဲ့ ICC ထိန်းသိမ်းရေးစင်တာတို့ဝင်ရောက်သွားချိန်မှာသူ့ကိုထောက်ခံသူတွေကဖိလစ်ပိုင်အလံတွေကင်ဆောင်ပြီးပြန်လွှတ်ပေးဖို့အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်ဒူတာတေးကိုလာမယ့်ရက်ပိုင်းတွင်ကနက်ဦးရုံးတင်စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့မျှော်လင့်ရပြီးအဲ့ဒီချိန်ထိအချုပ်ခန်းထဲနေရမှာဖြစ်ပါတယ်ဒူတာတေးဦးဆောင်တဲ့မိုးရေဆေးဝါးနှင်းနှင်းမှုတွေအတွင်းတည်ဆုံသွားသူတွေအတွက်ရှေ့နေလိုက်ပေးနေသူက မိမိရဲ့အမှုတွေဟာသူတို့ရဲ့စူတောင်းတိုင်းဖြစ်လာတာကြောင့်ဘုရားသခင်ကိုကျေးဇူးတင်နေကြတယ်လို့ပြောပါတယ်။သမရဖြစ်6နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းဒုတာတီဟာမွေးရေးဆေးဝါးနှင်းနှီးရေးခေါင်းစဉ်နဲ့ရဲတပ်ဖွဲ့လက်ချက်ကြောင့်တန်မြတ်ရှိသူ6000နေရာကျော်တည်ဆုံခဲ့ရပါတယ်။ဒုတာတီရဲ့တမိဖြစ်သူလက်ရှိဖိလစ်ပိုင်ဒုသမရဆာရာဒုတာတီဟာလည်းပြည်ရဲမှာဆွဲချက်တွေအများကြီးနဲ့ရင်ဆိုင်နေရပါတယ်။ နက်ဖြန်မတ်လ14ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် င်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပင်နဲ့ပင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိုင်အသင့်အသင့်ဖြစ်ထွန်းနိုင်ပြီးကြံပင်္ဂလားပင်လယ်အော်မှာအများအပြားသာယာနိုင်ပါတယ်။ပင်လယ်ပင်အခြေအနေမှာတနင်္သာရီကံယူရန်နဲ့ရခိုင်ကံယူရန်တို့မှာလေယာအရှိရှိတောင်ဘက်ကနေတနင်္သာရီစိန်မိုင်မှ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးတိုင်းအနေငယ်မှာလှိုင်းအသင့်အသင့်ရှိနိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေတို့မှာလေယာအနောက်အနောက်မြောက်ဘက်ကနေတနင်္သာရီ9မိုင်မှစိန်မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးတိုင်းအနေငယ်မှာလှိုင်းအသင့်အသင့်ရှိနိုင်ပါတယ်။ မိုးအချိန်တွေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ချင်းပြည်နယ်မှာတိမ်အထက်အထက်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။နေ့အပူချိန်တွေမှာမြန်မာတိုင်းနိုင်ငံလုံးမှာပုံမှန်ထက်မြင့်တက်နိုင်ပါတယ်။မြူအခြေအနေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမနက်ပိုင်းမြေထူးများကြာဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့မြို့သားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့အဘိယန္တရဆိုင်ရာဝန်ကြီးဌာနကနေရပ်ယူဖော်ပြတာဖြစ်ပါတယ်။ တာလင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါတာလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်